သတ္တပူဇာမဟာတိဇဝန္တောဓမ္မသပူဇာမဟာပညာဝန္တောတန်ခတ္တပူဇာမဟာဘောဂဝန္တောဆိုပြီးတော့၃ချက်ဗုဒ္ဓသပူဇာမဟာတိဇဝန္တောဆိုတာဘုရားကိုပူဇော်လို့ရှိရင်တကိုးထက်တယ်ပေါ့ဓမ္မသပူဇာမဟာပညာဝန္တော တရားကိုပူဇော်လို့ရှိရင်ပညာထက်တယ်ပေါ့တန်ခတ္တပူဇာမဟာဘောဂဝန္တောတန်ခတော်ဒီကိုပူဇော်လို့ရှိရင်စီစဉ်ဥစ္စာကျွယ်ဝတယ်ပေါ့ဒီလိုလေးသူကဆိုတာတော့ဆိုတော့ ငါတို့ကစာသမားဆိုတော့စာလစာလဲစာသမားပေါ့လေအတွေးလဲအတွေးသမားဆိုတော့ဖះကိုပူဇော်တာနဲ့တကိုးတက်တယ်ဆိုတာကစဉ်းစားလို့ရတယ်။နောက်တရားကိုပူဇော်တာနဲ့ပညာတိုးတက်တယ်ဆိုတာလည်းပဲစဉ်းစားလို့ရတယ်။တရားဆိုတာဓမ္မသဘာဝတွေကိုတရားခေါ်တာဟုတ်ကဲ့။ဒီဓမ္မသဘာဝတွေကိုစူးစမ်းဆင်ခြင်လေ့လာလိုက်လို့ရှိရင်ပညာကအလိုလိုထက်လာတာ။သဘာဝတရားတွေကိုရဲ့ဖြစ်တာပြက်တာကိုပဲလေလူတွေပြောဆိုလုတ်ကင်နေကြတာလေဒါသဘာဝပဲလေပါ။ အဲ့တော့ဒီတဘာဝတရားတွေဓမ္မတွေကိုကိုကလေ့လာစီးပူးပြီးတော့စဉ်းစားဆင်ခြင်ပြီးနေလိုက်မယ်ဆိုရင်ကုညာတဖြည်းဖြည်းချင်းနဲ့ထက်လာတာပေါ့မတိသေးတာတွေသိလာတာပေါ့မမြင်တာလေးတွေမြင်လာတာလေဒီလိုပဲသိရင်သိရင်နဲ့တွေးတာလေးဘာဟုတ်တယ်မလားအခုကဘာကဘာမြေကြီးဆွဲအားရှိတယ်ဆိုတာခိုင်ဘယ်လိုလုပ်သိတုံးကြည့်ပါလားခေါင်းပေါ်ပန်းတိကျကြတာနည်းဟုတ်တယ်မလားခေါင်းပေါ်ပန်းတိကျကြတာတဘာဝပဲလေတဘာဝကနေပြီးတော့ဆက်ပြီးတော့စဉ်းစားလိုက်တဲ့အခါကျတော့အာ ကဘာမကြီးမှာဆွဲအားရှိတဲ့ဟာဆိုတဲ့တီအိုတွေထွက်လာတွေ့လားဒါတဘာဝကိုကိုကမစင်းသားလို့မင်းတို့ငါတို့မှအဲ့လိုညံမထွက်ဘူးသူ့မှာဘာကြောင့်ထွက်တာလဲဆိုတော့သူကစဉ်းစားတာဘောကအဲ့ဒါဓမ္မသာပူဇော်ဆိုတာအဲ့ဒါပြောတာတရားကိုပူဇော်တယ်ဆိုတာပူဇော်တယ်ဆိုတာတရားကိုလိလလိုက်စားတာကိုပူဇော်တယ်လို့ခေါ်တာလေလိလလိုက်စားရမယ်သိအောင်သိပြီလို့ချင်းကျင့်ရမယ်လေအဲ့ဒါပို့တာဒါကြောင့်မို့လို့ဒီရှိနှစ်ခုကငါစဉ်းစားလို့လည်းရတယ်အကြောင်းအကျိုးဆက်ဆက်ကြည့်ရင်လည်းအဓိပ္ပာယ်ရတယ်ဒါပေမဲ့ တန်ခါတပူဇာမဟာဘောကဝံတော်တန်ခါတော်ဒီကိုပူဇော်ရင်စီစဉ်ဥစ္စာကျွယ်ဝတယ်ဆိုတာနည်းနည်းအကြောင်းအကျိုးဆက်စားလို့မရဘူးအခုဘုန်းကြီးတွေဟောနေတာကတော့ဒီတစ်ပတ်ဒီတစ်ဘဝလှုပ်ပြီးရင်နောက်ဘဝလက်ပြရောက်မှာဟောနေကြတာဟုတ်ကွာအဲ့ဒါကတော့နောက်ဘဝလက်ပြရတာထားလိုက်တော်လေကွာဟုတ်လားမင်းတို့လည်းမသိသေးဘူးငါလည်းမသိသေးဘူးတော့လက်ပြရလည်းမင်းလည်းမရောက်သေးဘူးငါလည်းမရောက်သေးဘူးဘယ်လိုလုပ်စီသွားလို့တက်မှာတော့နော်အဲ့ဒါလေးစဉ်းစားတဲ့ချက်ပေါ့နော်အဲ့ဒါလေးကိုစဉ်းစားလို့မရနောက်မင်းကောင်းဆရာတော်ကြီးပြောတဲ့ဇာကားလေးတစ်ခုသွားစဉ်းစားမိတယ် မင်းကိုဆရာတော်ကြီးကပိုးကိုအလုပ်လေးတခုလုပ်မလို့ကြောင်းပေါ်ထိုင်နေလို့ရှိရင်တဲ့ပိုးလောက်လန်းလေးကရွာ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 နဲ့တက်လာတာတဲ့ကိုနန်းကိုကတ်လာတာကတ်တော့ဒီကောင်လေးတော့တက်နေပြီတော့မှာပဲသူတက်နေပြီမှာဆိုလို့ဆိုတော့ပိုးလောက်လန်းလေးကိုင်းပြီးတော့ခါဝဲဝဲသွားလွန်ပြေးပြီးတော့ပြန်ထိုင်တောင်းလောင်းကြသူကရောက်လာပြန်ရောပိုးလောက်လန်းလေးကရောက်လာပြန်ရောတဲ့ရောက်လာပြန်အဲ့ဒါလေးကောက်ပြီးတော့ဘေးသွားပို့လိုက်ပြန်တခါပြန်ရောက်လာလိုက်ပြန်ဆရာတော်ကြီးအဲ့လိုပြောတယ်ပြောပြီးတော့အဲ့ဒါဘာပြောလို့ဆိုတော့ ပစ္စည်းလာလာပါဆိုတာအဲ့ဒီလိုပဲတဲ့ကိုကမလိုချင်လို့ဒီပစ္စည်းဥစ္စာကြီးရှိနေတာကြီးကိုပဲလေငါအတွက်ဆင်းရဲဒုက္ခတွေရောက်နေတာသူ့ကိုထိန်းသိမ်းဆောင်းရှောက်ပြီးတော့သူ့မပြောင်းမပြည့်အောင်ထိန်းသိမ်းဆောင်းရှောက်တာလို့တည်းရှုပ်နေတာပဲဒီပစ္စည်းဥစ္စာကြီးပေါ်ဒေါ်တာတတ်မဲ့တဲ့တဏှာတွေပြည့်နေတာပဲကဲဒီပစ္စည်းဥစ္စာကြီးငါဆုံးလိုက်မယ်ဆိုပြီးတော့သွားဆုံးလိုက်တယ်ချင်းဟုတ်လားဘိုးလောလန်လေးသွားပြည့်လိုက်တယ်လို့ပဲပြည့်လိုက်တာ ပြစ်လိုက်ရင်ပြန်ပြန်ရောက်လာတယ်သူကဆရာတော်ကြီးကနော်ပြစ်လိုက်တခါပြန်ရောက်လာပြန်ဟောတဲ့ခါရောက်လာပြန်ပြီဒါကြီးကငါတော့ပြန်လွတ်လိုက်အောင်မကွာဆိုပြီးသူကလွတ်လိုက်ပြန်တော့ပြန်ရောက်လာရောဟောအဲ့ဒီလိုပဲတဲ့တဏ္ဍလောဘရဲ့တတ္တိယလိုချင်လို့ရှိရင်သူကဆရာတော်ကြီးကမရဘူးတဲ့မလိုချင်မှရတာတဲ့အဲ့လိုပြောတာ तू तू ပြောချင်တာကတော့မိုးလောက်လားကိုဥပမာနဲ့ပြောတာဆရာတော်တွေ့လားဟိုတရားကိုတော့မပြောရဗျာတရားလိုချင်ရင်မရဘူးတဲ့မလိုချင်မှရတာတဲ့ ကသူသူခိုင်းပြီးမှဆိုလို့သွားလွတ်ပြလိုက်ရင် तू ပြန်ပြန်ပြန်ကတ်လာတယ်တဲ့အဲ့ဒီလိုပဲပြည်စည်းဥစ္စာရဲ့သဘောကသူ့ဘောကောကမတွေ့တာမတတ်မဲ့ပဲနဲ့ဆွန့်လိုက်လို့ရှိရင် तू ပြန်ပြန်လာတတ်တယ်တဲ့ဒါကဆရာတော်ကြီးပြောတဲ့မင်းကုန်းပေါ့နော်အဲ့ဒါလေးနဲ့ခေါင်းလာတော့ကစာလေးနဲ့တခါစဉ်းစားလိုက်တာပေါ့စဉ်းစားလိုက်ပြီးတော့တခါစာပေမှာဘာသွားတွေ့တော့ဆိုတော့ဒူးတင်စောက်တည်တဲ့ဘုံကြီးတွေဆရာတော်ကြီးတွေဘုရားလက်ထက်ကလည်းပဲဘုံကြီးတွေလူတွေနဲ့တွေကချစ်တယ် လူကြတယ်တန်းကြတယ်ဆိုတော့သွားကြည့်သိလိုက်တိပြီးတော့တခါဘာစဉ်းစားမိတော့ဆိုတော့ဘောဓိမြိုင်ဆရာတော်ကြီးတော်တဲ့နေတာတော်ရဆောက်တည်ပြီးတော့ဒုတင်တာဒုတင်မဲ့ဆွန့်လဲသဘိနဲ့ဆွန့်ကန်စားတာဒါပေမဲ့လို့ဆွန့်သွားလောင်းတဲ့သူတွေအများကြီးဆွန့်နေမကဘူးဝထုငွေတွေရောသင်္ကန်းတွေရောပစ္စည်းတွေရောလောင်းတာဆွန့်တခါထွက်ရင်ကားနဲ့နှစည်းလေးလောက်ရာဆိုပဲဟာအဲ့ဒီကြတော့မှဩဒါဒုတင်ဆောက်တည်တဲ့ပုံကိုယ်ကြီးဘုံကြီးတယ်ဆိုတာလေဒါပဲဟာလို့ အဲ့ဒါလည်းပဲသွားတွေ့တယ်။နောက်တာမင်ညာဆရာတော်ကြီးတို့တောထဲမှာနေတာတိုင်းလုံးတပြည်လုံးကသွားပြီးတော့လူကြတန်းကြတာတွေသွားစဉ်းစားမိတယ်ပေါ့။ဟိုမင်းကိုဆရာတော်ကြီးပြောတဲ့ဇာကားနဲ့ခုနကဗမောဆရာတော်ကြီးရွတ်တဲ့တန်ခါသပုဇာမှာဘောကဝန်တော်ဆိုတဲ့ဇာကားနဲ့ဆက်စပ်ပြီးတော့တွေးကြည့်တာပေါ့။အတွေးကြည့်လိုက်တဲ့အခါကျတော့ဟာဟုတ်တဲ့သဘောရှိတယ်။အဒူးတင်ဆိုတာကတခါတခါမှလူတွေဆုံးမစားဘူးငါကငါတပည့်နဲ့ပဲဆုံးခံစားမယ်ဆိုပြီးတော့ ကိုယ့်အနေကိုတပိတ်နဲ့ဆုံးခံစားတဲ့ခါကျတော့ဒကာဒကာမမကမလှူရတဲ့ခါကျတော့သူဆုံးလောင်းသူဆုံးခံကြွတဲ့နေရာသွားလှူကြတာကြည့်ပါလားနော်တမညာဆရာတော်ကြီးမျိုးတွေရွာတွေမကြွအောင်ဆိုတော့တော့သွားလှူကြကြည့်ပါလားသူသူနဲ့တော်တဲ့တပုဒ်ကသွားရတာနော်ရောက်အောင်မနေသွားယူရတာနော်ဒါမှမဟုတ်အဲ့လိုပင်မသွားလှူကြကြည့်ပါလားဟာအဲ့ဒီကြတော့မှဟုတ်ကောမလို့ကျင်တယ်လို့လွတ်လိုက်ရင်ပြန်ပြန်လာတယ်ဆိုတော့ခေါင်းကမင်းကုန်းဆရာတော်ကြီးရဲ့စကားအဲ့မတော့သဘောပေါက်တာအဲ့ဒီကနေပြီးတော့ဆက်တွေးပြီးတော့မှဩတန်ခါတပူဇာမှာဘောကဝင်တော်ဆိုတဲ့ပါဠိရ ာကိုပြောတာဖြစ်ရမယ်လို့တန်ခါကိုပူဇော်လို့ရှိရင်စီစဉ်ဥစ္စာကသူ့အလိုလိုပြန်ပြန်ပြီးတော့လာတတ်တယ်သဘောရှိတယ်အဲ့ဒါလေးကိုငါကတွေးမိတာအတွေးမိတာမင်းတို့ကိုလည်းပဲငါကအဲ့ဒါသတိထားမိတာပေါ့ဟောဒါသူတို့လက်ဖက်ဆိုင်လေးစဖွင့်တော့ကတလားတချင်းတတားတချင်းဒီကဲသူဆုံးလာကြွေးလာတာလို့နှစ်ပေါင်းနှစ်နှစ်သုံးနှစ်သုံးနှစ်လောက်ကြာတယ်နော်မင်းတို့ကြွေးတာသုံးနှစ်လောက်ကြာတယ်နေတော့မဟုတ်တာတလားတချင်းကြွေးလာတာမရှိဘူးဘုရုမငါငါဒီကျောင်းရောက်တာ38နှစ်ရှိပြီမင်းကျောင်းဖွင့်ကြရရောက်တာ နော်အဲ့လိုမျိုးလို့လလတဲ့ရင်ဟိုလိုအသိန်းဘွဲ့တော့ရှိပါတယ်ဘုံညာဒါအာယဝိဒအသိန်းဆိုတော့လှူပါတယ်ဒါမှမဟုတ်သူတို့အသိန်းလက်ခုနောက်ပိုင်းတော့အားနည်းသွားပြီးတော့သူတို့တို့ဒါမင်းတို့ ਨੇ အဲ့ဒါပဲရှိတယ်ဒီတက်ကတော့မှာဘုံညာဝဒနာသာဟာယအသိန်းရဲ့မင်းတို့မင်းတို့ရဲ့ပဲလို့တလားတဲ့ရင်တလားတဲ့ရင်လှူတာမရှိဘူးဟောအဲ့ဒီကြတော့မှစာတွေကိုစဉ်းစားတော့အဲ့ဒီကနေပြီးတော့ငါဘာတွေးမိတော့ဆိုတော့ဩစာတွေကိုတချို့ကစာတွေဖတ်ပြီးတော့မယုံမကြည်ဖြစ်ကြတာကိုကညံမိအောင်မတွေးရလို့ ဉာဏ်မီယုံတွေးတဲ့တခါကျမှသဘောကတွေးလာနော်အခုဒီသုံးခုကိုငါတွေးတာကြားပြီဘုရားသပူဇာမဟာသီသာဝန်တော်လည်းပဲငါတွေးလို့ရတယ်ဓမ္မသပူဇာမဟာပညာဝန်တော်လည်းတွေးလို့ရတယ်တန်ခါသပူဇာမဟာဘောဇာဝန်တန်ခါပူဇော်ယုံနဲ့ဘယ်လိုလုပ်စည်းဝတ်တက်မှာတော့ဒီလိုစဉ်းစားကြရင်အကြောင်းနဲ့အကျိုးကစစ်ဆလို့မရဘူးနည်းနည်းလှမ်းနေတော့နော်အခုဒီဟာကြည့်လိုက်တော့မှဟောဒီလိုသဘောကိုပြောတာပဲလို့မြတ်စွာဘုရားပြောတာစဉ်းစားမိပါတယ်အဲ့ဒါလေးကိုသိပြီးတော့ပေါ့နော်ဟောဒါလေးကိုတတိထားရမယ်လို့ ူကတဦးတယောက်ကိုလှူတာနဲ့အများလှူတာနဲ့မတူတော့အဲ့ဒါကွာသွားတာတန်ခါဆိုတာအများလေကွာနော်အများကိုလှူတာဒီအများထဲမှာကောင်းတဲ့ဟိုတိလာလုံုံနဲ့ကောင်းတဲ့ပုံရဲပါမယ်မကောင်းတဲ့ကိုလည်းပါပါပဲသို့တော့များသောအားဖြင့်တော့ကောင်းတဲ့ကိုတော့ပါမှာလေပါတော့ဒီလိုအများလှူလိုက်တဲ့အခါကျတော့ကိုယ့်အလှူကဟိုမြတ်ခံသလိုပေါ့ကွာနော်ဟုတ်တယ်မဟုတ်လားဝိတ်ထန်းတဲ့ကမြတ်တယ်လို့ပေါ့အမြတ်ထားတဲ့ကအဲ့ဒီမှာဖြစ်သွားတာဒါကြောင့်မလို့မြတ်သောဘုရားက တန်ခါသဘူဇာဟောတာရိုးရိုးဟောတာမဟုတ်ဘူးလို့တန်ခါတော်တွေကိုလှူလိုက်လို့ရှိရင်တောရတနာမကောင်းတဲ့ကိုယ်တော့ပါလဲမကောင်းတဲ့ကိုယ်တော့သူ့အားသူကောင်းတဲ့ကိုယ်တော့ ਨੇ ရောပြီးပြောက်သွားတာကောင်းတဲ့ကိုယ်တော့ကပါတော့အဲ့တော့ဒီလိုကိုယ်ယဟန်ဝိပြီးတော့ယဟန်အဲ့လိုလုံနေတဲ့ပုံကိုယ်တွေလှူလိုက်ရတာကဟိုနောင်ဘချူဘချင်းတွေးတွေးစေတဲ့တန်တရားမဖြစ်ဘူးเนาะငါလှူလိုက်တဲ့အဲ့လိုလကားမဖြစ်ဘူးဆိုတာသိကြတယ်လေအဲ့တော့ဒီဒီပုံကိုယ်တွေကဒီအလိုလုံးနဲ့ဆိုကိုယ်မြင်နေရတာလေလေပါဒီအလိုလုံးလို့ဒီဟာလှူတာပဲလေဒီအလိုမလို့ရင်မလှူဘူးလေကွာ ဒါရှင်းနေတာပဲလေဘုံရံအဆိုရံအလိုလို့လောက်အောင်ပါလေဟုတ်တယ်မလားအဲ့အဲ့ဒါကိုမြင်တဲ့အခါကျတော့မှဟောတာသံဃာသာပူဇော်ဘုရားဟောတာဒါကြောင့်ပဲလို့စဉ်းစားမိပါတယ်အဲမင်းတို့ကလည်းပဲစကြည့်ပြီးတော့ငါစဉ်းစားမိတယ်အဲ့ဒီကလေးကဟောဒီလပိတ်ဆိုင်လေးစာဖွင့်ငါသားကဘာအဲ့တို့မင်းတို့သိမဟုတ်သေးပါဘူးနော်ဟုတ်တယ်မလားဆိုင်သေးသေးလေးပါဆိုင်သေးသေးလေးပါဒါပဲလို့အဲ့ဒီကလေးကဒီတက္ကသိုလ်ကိုဆုံးတနေ့လာတဲ့လာတဲ့တစ်ချိန်တစ်ချိန်ကျွေးနေတာဟာဒီကုသိုလ်တွေဟာဒီလိုပေးတတ်တဲ့သဘောရှိတယ်လို့သိပေါ့ကွာနော် ။အေးကုသိုလ်ဆိုတာအဲ့ဒီလိုပေါ့ဘုရားဟောတရားလည်းပဲအဲ့ဒီလိုစဉ်းစားလိုက်လို့ရှိရင်မှန်လာဆိုတာတွေ့ရပါတယ်။ကုသိုလ်ရဲ့သဘောကိုလည်းပဲသိပြီးတော့ဒီလိုဒီလိုကုသိုလ်ပြုသွားပြီးမယ်ဆိုလို့ရှိရင်ဒီလိုဒီလိုမိမိတို့မှတပြေးပြေးချင်းနဲ့အစဉ်အာတိုးတက်တိုးတက်ပြီးတော့မြင်မှလာတဲ့သဘောကိုသိလို့ရှိရင်ဒီဒီဒါနတော်မှဒီလိုမြင်သေးတယ်ဆိုရင်ဒီဒါနတဲ့အတက်ကသီလလိုရင်လည်းဒီတဲ့ပုံမြင်မှာပဲဟုတ်တယ်မဟုတ်လား။သီလရဲ့အတက်ကဘာဝနာဆိုလည်းမင်းတို့ဒီတဲ့ပုံမြင်မှာပဲဟုတ်တယ်မဟုတ်လား။အဲ့ဒီလိုဆက်တွေးရမှာလေ။ အဲ့ဒီလိုတွေးပြီးတော့ကုသိုလ်ကအဲ့လိုပြုတ်သွားမှာเนาะ gain အဲ့ဒါလေးနဲ့ရည်ရွယ်ချအောင်လို့